သက်မှာတကြိမ်တစ်ခါတည်းပဲရှာရှာပပအသက်ရှင်ခွင့်ရတဲ့ရခင်လာတော့ကျွန်တော်တို့အားလုံးရဲ့ဘဝတွေသူတစ်ပြင်းလောကဓာတ်ရဲ့အနှိမ့်အမြင့်အသက်ကြတဲ့ကြားထဲမှာအချင်းချင်းလဲကြလိုက်ပြန်ထလိုက်နဲ့လုံးချလဲပတ်ရင်ကိုစီကိုစီဖြစ်တည်နေတဲ့ဖြစ်တည်မှုပေါ့မကြည်မနှံ့များဖြစ်နေသလားတမမဟုတ်တချို့သောအချင်းအခိုက်တန့်လေးတွေမှာဝမ်းမြောက်ဝမ်းသာနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းဖို့များမိနေသလားအဲ့ဒါဆိုရင်တော့ကျွန်တော်ရဲ့အခုဒီ YouTube video channel လေးနဲ့အတူ like ပါစီမျောရင်းနဲ့ပူကောင်းတဲ့မနေ့ဖြစ်အောင်အတူတူသွားရအောင်လို့လက်တော်ခွင့်ပြုပါကျွန်တော်ရဲ့ဒီ YouTube channel လေးကိုကျွန်တော်က join and join your life ဆိုတဲ့ခေါင်းစဉ်လေးပေးထားပါတယ်။အဲ့တော့အဲ့ဒီခေါင်းစဉ်လေးအတိုင်းပဲကျွန်တော်တို့ကိုစီကိုစီရယူပိုင်ဆိုင်ထားပြီးဖြစ်တဲ့ဘဝတွေအတွက်အတိတ်ပဲရှိတဲ့ positive energy ပေးနိုင်တဲ့အပြုတ်ဘောဆောင်သောအတွေးခေါ်အယူဆအတွေးအမြင်ဒီအပေါ်မှာအခြေခံရင်းနဲ့ကျွန်တော်တို့နောက်တစ်ဆင့်တက်ပြီးပိုကောင်းတဲ့မနက်ဖြန်ကိုတည်ဆောက်ဖို့အတွက်ရည်ရွယ်ချက်တစ်ခုထင်းနဲ့ပဲကျွန်တော်ဒီ YouTube video channel လေးကိုတည်ဆောက်ဖြစ်တာပါအဲ့တော့အရင်ဆုံးကျွန်တော် YouTube channel လေးကိုအရင်လေ့လာကြည့်ပါပြီးမှ subscribe ပေးခြင်းမပေးခြင်းဆုံးဖြတ်ပါလို့ကျွန်တော်မြစ်တာနဲ့နှိုးစော်တိုက်တွန်းလိုပါတယ်အဲ့တော့ကျွန်တော်ချစ်ရတဲ့အမျိုးတွေအားလုံးပဲ ဒီ YouTube channel လေးကနေတဆင့်ကျွန်တော်ချရတဲ့အမျိုးတွေအတွက်အတိတ်ပဲရှိတဲ့သတင်းစကားလေးတခုဖြစ်မယ်ဆိုရင်ကျွန်တော်ဒီ YouTube channel လေးဒီ video clip လေးတွေလောရတာအတိတ်ပဲရှိတယ်တန်တယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ learning ဆိုတဲ့ process လေးလာသင်ယူခြင်းကကျွန်တော်တို့အပြုတ်ဘောဆောင်တဲ့အတွေးအခေါ်အမြင်အယူအဆတွေတိဆောက်ပေးနိုင်တဲ့အရာတခုလို့ကျွန်တော်ယုံကြည်ထားပါတယ်အသစ်သစ်တော်လေးလာသင်ယူမှုတွေဟာ အသစ်သစ်သောအတွေးခေါ်အမြင်အယူအဆတွေကိုဖြစ်ပွားစေတယ်။တစ်ချိန်တည်းမှာပဲရှေးရိုးဆန်ပြီးအသုံးမသည့်တဲ့အရာတွေကိုအစားထိုးသွားနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲဒါကြောင့်မို့လဲကျွန်တော်ကအဖြစ်တော်ဆောင်တဲ့အရာတွေကိုလေ့လာရင်းကျွန်တော်အမျိုးတွေကိုလည်းလက်သွေ့ချင်တဲ့စိတ်လေးတစ်ခုပဲရှိပါတယ်။အဲတော့ကျွန်တော်လည်းမြန်မာနိုင်ငံသားဖြစ်သည့်အလျောက်မြန်မာနိုင်ငံမှာပြောလို့ပြောထရှိတဲ့တန်ဖိုးရှိတဲ့စကားလုံးလေးတစ်လုံးကိုလည်းကျွန်တော်မျှဝေခြင်းပါတယ်။ ဟင်းကောင်းတစ်ခွက်စားရရင်အိမ်နေချင်းကိုသတိရရဲဆိုတဲ့အတိုင်းပဲကျွန်တော်ကိုယ်တိုင်ကလည်းလူသားဆန်ဆန်ပါပဲလူသားပါအစိုးအကောင်းနေဒွန်တွဲပြီးတော့မှ ရောသမဝင်ပြီးရှိနေတဲ့ပုံကိုတယောက်ပါဒါပေမဲ့လည်းကျွန်တော်ကောင်းတဲ့အရာတွေကိုလေ့လာသိနေတဲ့အခါမှာကျွန်တော်ချစ်တဲ့အမျိုးတွေကိုလည်းလက်သွေ့ချင်တဲ့စိတ်တွေတစ်ခုပဲရှိပါတယ်အဲ့ဒီယူရချစ်တွေကပဲအဲ့ဒီခံယူချက်တွေကပဲအခုပြောတဲ့ join and join your life ဆိုတဲ့ youtube channel လေးကို ဖြစ်တည်လာဖို့အတွက်အစပြုတယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ပြီးတော့ကျွန်တော်ကိုယ်တိုင်ဒီလဲဘဝကိုလူသားဆန်ဆန်ဖြတ်သန်းနေတဲ့ပုံစံတရားဖြစ်တဲ့အလျောက်ကျွန်တော်ပြောတဲ့အရာတွေပေါ်မှာတစုံတရာအမားပါခဲ့သည်ရှိသော ကျွန်တော်ရဲ့အမားတွေကိုစေတနာအမားလို့သဘောထားပြီးမေတ္တာရှိထားကခွင့်လွှတ်ပေးစီလိုတဲ့အကြောင်းလဲချုပ်ပြီးတောင်းပန်ခွင့်ပြုပါနောက်တစ်ခုကကျွန်တော် sharing လုပ်ပြီးမျှဝေပေးခြင်းတဲ့တည်င်းစကားတွေသည် ဘယ်လူမျိုးဘယ်ဘာသာဘယ်နိုင်ငံကမှခွဲခြားခြင်းမရှိဘဲလူသားတိုင်းကိုမေတ္တာစေတနာနဲ့ရည်ရွယ်ကြောင်းအတိလင်းပြောချလိုပါတယ်။ဟုတ်ကဲ့ဒီစက်တင်ဘာပဲနိုင်ငံကမှရောက်နေတဲ့ကျွန်တော်ချက်ရတဲ့အမျိုးတွေကိုရည်ရွယ်ပြီးတော့မှကျွန်တော်မှတ်သားမိသလောက်မတက်တခေါက်တက်တခေါက်အင်္ဂလိပ်စကားလေးနဲ့လည်းနည်းနည်းလေးလို့ဆက်ပြန်ပြပါ Hi everyone and all of my friends those who are staying all around over the world. So firstly allow me to speak in English and also kindly accept my poor English pronunciation. As to be honest, I'm not a English native speaker, so I have to try my best. And it's been years that I don't have practicing English with anyone else. Anyway, I'll try my best. So wish you all guy have a good day and have a good moment. And also want to take this opportunity and wish you all guy to have a happy Myanmar New Year Dingjian Festival in this year of 2025. So this is Cosign and this is my new YouTube video channel. And the channel name is Joy, Enjoying Your Life. And my intention to create this new YouTube video channel is very simple, just to share a good message and a good positive energy generated message to all of my friends, to all of my family members, and including myself. As I do believe, learning a new thing can make and can provide a good positive energy for us to have a good strength and to overcome all of our obstacle ahead of us. And also, that can lead us to a good future. So, and I do want to apologize that I will mostly use Myanmar Burmese language in in my sharing message. So, but sometimes I might use English language or Chinese language uh, to express the key point to you, my friends. So, I do believe that you will understand and you will accept my apology to keep going on this YouTube channel. Anyway, would you all guys have a good day and allow me to continue in Burmese for this next sharing in this video clip. Thank you all guys. ဟုတ်ကဲ့ကျွန်တော်လေးစားချစ်ခင်ရတဲ့ social media ပေါ်ကအမျိုးတွေအားလုံးအားလုံးပဲအခု2025ခုနှစ်မှာခြောက်ရောက်တဲ့နှစ်သက်ကူးတဲ့အသာတကြံပွဲတော်နေ့ရက်မှာလည်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းကျွန်တော်အနေနဲ့လည်းစုမုံကောင်းတောင်းပါတယ်ခင်ဗျာ တော့ကျွန်တော်တို့အခုဒီအဖွင့်မိတ်ဆက်တဲ့ဗီဒီယိုကလစ်မှဒီနောက်လာမယ့်ဗီဒီယိုတိုင်းမှာပေါ့နော်တခုချင်းစီပေါ်မှာချရတဲ့အမျိုးတွေကတစုံတရာဝေဖန်ထောက်ပြလို့တော့၎င်းတစုံတရာဖြည့်ဆွတ်လိုလင်တော့၎င်းအချိန်မီ comment ပေါ်မှာရေးထားလို့ရပါတယ်ကျွန်တော်နေနေလဲအားရင်အားသလိုအကြောင်းပြမှာဖြစ်တဲ့အကြောင်းမလို့အကြောင်းပြန်တာနောက်ချခဲ့ရင်လဲစိတ်မစိုးကြည့်လို့ကြိုပြီးတော့မှတောင်းပန်ခွင့်ပြုပါကျွန်တော်အနေနဲ့ ဒီ YouTube channel မှာ subscribe ကိုမျှော်လင့်လားဆိုတော့လူသားစံစံဖြစ်ရရင်မျှော်လင့်တယ်လို့ပဲဖြေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က subscribe ကိုတာမန်လူတွေလိုအပ်တဲ့ပုံစံထက်ဆိုင်ရင်ကျွန်တော်တို့အပြန်အလှန်လေ့လာသင်ယူပြီးတော့မှပိုကောင်းတဲ့မနေ့ဖြန်ပိုကောင်းတဲ့လူမှုအတိုင်းဝိုင်းအဖွဲ့အစည်းနဲ့ပိုကောင်းတဲ့နိုင်ငံတစ်ခုကိုတည်ထောင်ဖို့အတွက်သွန်အားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့မှတ်ယူပါတယ်။ subscribe များရင်ကျွန်တော်တို့ရဲ့နိုင်ငံကျွန်တော်တို့ရဲ့လူမှုအတိုင်းဝိုင်းပိုပြီးကောင်းလာဖို့အတွက် အလားလာတယ်ပဲလို့ပဲကျွန်တော်ကယူဆပါတယ်အဲ့တော့ subscribe တွေလည်းမျှော်နေပါတယ်လို့ပုံပုံလေးလေးဝင်ခံပါရစေအားလုံးပဲကောင်းသောနေ့ပါပူကောင်းတဲ့မနေ့ဖြစ်မှာပူကောင်းတဲ့လူမှုအတိုင်းဝိုင်းအဖွဲ့အစည်းတည်ဆောက်ဖို့အတွက်ကျွန်တော်ပူကောင်းတဲ့လေးလာသိမှုတွေလုပ်ရအောင်လို့ဒီဗီဒီယိုကလစ်လေးနဲ့လှုပ်ဆက်ခွင့်ပြုပါ အားလုံးပဲကောင်းသောနေ့ပါအားလုံးပဲဆင်ပြေကြပါစေခင်ဗျာ